rejection လို့ခေါ်တဲ့ညံပယ်ခံရလင်ဆိုတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။အဲ့တော့ညံပယ်ခံရတဲ့လူတယောက်ရဲ့အတ္တဓာတ်ထဲမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်ငငယ်မှာမိဘစရာအချိန်ကြီးတောင်းတဘူးလားတောင်းတဘူးလေဒါပေမဲ့မိဘအချိန်မပေးတဲ့အချိန်ဆိုရင်ဘာဖြစ်လဲအားငယ်တယ်သိငယ်တယ်ဝမ်းနေတယ်တခါတလေကျောင်းမှာမိဘတွေကို ခေါ်လာခဲ့ပါနော်အားရပါရပွဲချင်းပါမယ်လို့ပြောတဲ့အခါမှာမိဘတွေကမလာနိုင်တဲ့အခါမှာအဲ့ကလေးငယ်ကဘာဖြစ်လဲကြေကွဲတယ် တခြားတငယ်ချင်းတွေကတော့သူတို့ရဲ့မိဘတွေကိုခေါ်လာတဲ့ခါမှာကိုကတော့တယောက်တည်းအဲ့လိုခံစားချက်မျိုးတွေကျွန်မလည်းခံစားဘူးတယ်နော်ဒီအပြင်တချို့သောသူတွေကအမေအဖေရှိလျက်နဲ့မိခင်မြတ်တာလုံးဝမခံစားရအောင်ဘာဖြစ်လို့လဲဆိုတော့သားသမီးတွေအရင်မွေးတဲ့ခါမှာအမေက မထိန်နိုင်ဘူးအဲ့တော့သူနဲ့အနီးကပ်ရှိခဲ့တဲ့အကြီးဆုံးသို့မဟုတ်အငယ်ဆုံးကလေးတွေပဲကြည့်တော့အလယ်မှာကိုကဘာဖြစ်သွားလဲလက်သွားတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကြာလာတဲ့အခါမှာအမေကိုမကျင်တော့ဘူး မပြောဘူးဒါပေမဲ့တူထားတယ်အဖေကလည်းကိုကိုအတိမတ်မပြုတဲ့အချိန်ညအများကြီးကြုံလာတဲ့အခါမှာခလေးတယောက်ကဘာဖြစ်လာလဲဆိုတော့အထဲထဲမှာငါညမ်းပယ်ခံရတယ်ဆိုတဲ့အရာကိုစိတ်ထဲမှာစွဲသွားတယ်မိဘတွေကတိလိုက်လားဆိုတော့မတိလိုက်ဘူးနော်တချို့သောသူတွေရဲ့အတ္တတာထဲမှာလည်းကိုယ့်ရဲ့ခင်မွန်းတယ်ကိုယ့်ရဲ့ဇနီးတွေကကိုကိုစွန့်ပစ်တဲ့အချိန်ကာလတွေဆိုတာလည်းရှိပြန်တယ်နော်ဒါကကျမတို့ပတ်ဝန်းကျင်မှာကြိလိုက်မယ်ဆိုရင်ဒီလိုမျိုးအခြေအနေမျိုးတွေကြုံရတယ် ကိုမချစ်လိုက်ရတာမိမကိုစွန့်ပြီးတော့ခင်မွန်းတယ်နောက်ဇနီးတယ်နောက်လိုက်သွားတာဟိုလေးရောက်ကိုရလာတဲ့အရာကခင်မွန်းတယ်အချစ်မဟုတ်ဘူးညှင်းပယ်ခြင်းရတယ်အဲ့တော့လူဆိုတဲ့တဘာဝကဖယားကချစ်ချင်းမြတ်တာကိုခံစားစေဖို့အတွက်ဖန်ဆင်းလိုက်တာသူကချစ်ချင်းမြတ်တာရှင်ကြီးလေဒါကြောင့်မလို့ချစ်ချင်းမြတ်တာအရှင်ကြီးကချစ်ချင်းမြတ်တာကိုပြန်လဲပြီးတော့ပေးခြင်းတဲ့အတွက်ကြောင့်မလို့လူသားကိုဖန်ဆင်းတာဖန်ဆင်းခံရတဲ့လူသားရဲ့အဓိကရည်ရွယ်ချက်ကအချစ်ခံရဖို့ချစ်ချင်းမြတ်တာကို အပြည့်ဝရရှိဖို့အတွက်ဘုရားကလူကိုဖန်ဆင်းတာသို့တော်လေလူရဲ့နှလုံးသားထဲမှာလိုအပ်နေတဲ့အဲ့ဒီချက်ချင်းမြတ်တာကြီးကိုခင်မွန်းတဲ့ကြီးကမရဘူးဇနီးတဲ့ကြီးကမရအောင်အချိန်တန်လာတဲ့ခါမှာခင်မွန်းတဲ့ဇနီးတဲ့ကကိုပြစ်သွားကိုမတယောက်ထဲသာသမီနဲ့ရှင်တွဲပြီးတော့ဘဝကိုရုန်းကန်ရတဲ့အခြေအနေမျိုးဆိုရလဲရှိတယ်။အဲ့ဒါကဘာလဲ။ညင်ပယ်ခံရခြင်းညင်ပယ်ခံရခြင်းတချို့သောသူတွေကယေရှုခရစ်တော်နောက်ကိုလိုက်ဖွဲ့ရတဲ့ဆုံးပြတ်ချက်ချတယ် ယေရှုနောက်ကိုပဲလိုက်မယ်ယေရှုအတွက်အသက်ရှင်မယ်အဲ့ဒီအချိန်မှာမိသားစုကဟေးမင်းနဲ့ငါနဲ့တော့နော်အတွေးခေါ်ခြင်းမတူတော့ဘူးအယူဆခြင်းမတူတော့ဘူးဒါကြောင့်မလို့မင်းကိုငါတို့လက်မခံတော့ဘူးဆွေမျိုးတက်ကမင်းကိုဆွန့်ပစ်တယ်သားသမီးအနေနဲ့မင်းကိုလက်မခံဘူးမင်းကိုဆွန့်ပစ်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လာလဲညှင်းပယ်ခံရခြင်းအရာသားတွေကအထဲထဲမှာပို့ပြီးတော့နှက်ဆိုင်လာတယ်အဲ့တော့ပြောချင်တဲ့အရာကကလေးပဲဖြစ်နေပါစေအသက်အရွယ်ရလာတဲ့လူတစ်ယောက်ပဲဖြစ်နေပါစေ နောက်ဆုံးကုံကုံပြောမယ်ဆိုအမှုတော်ဆောင်တယောက်ပဲဖြစ်နေပါစေအแทးတဲမှာခံစားရတဲ့ညှင်းပယ်ခံရခြင်းတွေရှိလာပြီးစေဘာဖြစ်လာလဲဆိုတော့မကောင်းတဲ့အသီးနှံတွေထွက်လာတာဒါကြောင့်မို့ကျွန်တော်နှလုံးသားကိုအမြဲတမ်းဆက်စည်းနေဖို့တည်းလိုအပ်တယ်ဘုရားခင်ကလက်လူရှုတတ်တဲ့ဘုရားမဟုတ်ဘူးကျွန်တော်ကိုအသေးစိတ်ဂရုစိုက်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျမတို့ဟာအပြင်မှာကောင်းတဲ့အရာတွေကိုဘလောက်ပဲတိဆောက်တိဆောက်ဒီနှလုံးသားကြီးကပြိုလဲပြီဆိုရင်အပြင်မှာရှိတဲ့အရာတွေအားလုံးပြိုလဲပါတယ်။ဒါကြောင့်မလို့ဒီနေ့ဘုရားခင်က ရင်နှလုံးသားကိုတိဆောက်ပေးခြင်းတယ်အာမင်အဲ့နှလုံးသားကကြေကွဲလာပြီဆိုရင်နဲ့ခံနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ဘလောက်ပဲဗလာကြီးကြီးနေတဲ့ခွန်အားကြီးကြီးနေတဲ့အလေးတွေမြောက်များစွာကိုတည်နိုင်တဲ့သူတစ်ယောက်ပဲဖြစ်နေပါစေနှလုံးသားကြေကွဲပြီဆိုရင်အယံကိုပော့ပါပါတယ်ဆိုရင်မျက်ရည်ကျွန်တော်တို့အလုံးသိပါတယ်1မီလီမာတဲ့မျက်ရည်အဆက်20ပဲရှိတယ်တဲ့သို့တော့မျက်ရည်တစ်စက်ရဲ့အလေးချိန်ကတဲ့0.05 နော်တကယ်ကိုအရန်ကိုတိန်ငယ်လုံးနဲ့ gram အဲ့လောက်ပဲလေးတယ်ဘလောက်ပဲခွန်အားကြီးနေပါစေနှလုံးကြေကွဲလာပြီဆိုရင်အဲ့ဘလကြီးကသူ့မျက်ရည်ကို तू မတည်နိုင်ဘူးဒါကြောင့်မလို့ဒီနေ့ညံပယ်ခံရတဲ့သူတွေရှိရဆိုရင်ကို့အသက်တာထဲမှာဒီနေ့ဟန်ဆောင်မဲ့ခြင်းမဟုတ်တော့ဘုရားရဲ့အရှိမကို့နှလုံးသားကိုဖွင့်ချပြီးတော့ကိုရောကျွန်တော်ညံပယ်ခံခဲ့ရတဲ့အချိန်တွေရှိခဲ့ဘူးတယ် 你把阿片多了讲，你个妈妈阿片多了讲，那么多人民阿片多了讲，你不要也行吗？我一年被开下经过，判见标叔没叔，你要肯定我六千倍嘛，才对。